အားသောဝါနာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာညနေကမှခင်ဗျာဇူလိုင်လ၁ရက်နေ့ရက်နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်ဖို့လည်းအားလုံးကိုတောင်းဆိုပါတယ် ဲဖရောင်းဒီနှစ်ပုတ်ကိုတော့ချက်စီးသတင်းနဲ့ပတ်သက်စိတ်ထားတဲ့ Alex Gobert ဖော်ပြထားတဲ့သတင်းကိုကျွန်တော်စလိုက်အောင်သူကတော့ဒါ live podcast မှာပြောရပါလိဒီဘဲကချက်စီးသတင်းနဲ့ပတ်သက်တော်တော်လေးစိတ်ချတာပါပါအဲ့တော့ဒီသတင်းကိုကျွန်တော်ကြည့်လိုက်အောင် Arsenal ကလက်ရှိຫນွေဈေးကွက်ထဲမှာတိုက်စစ်တောင်ပန်ကစားသမားအများကြီးကိုလိုက်ပြီးကြည့်နေဒီထက်တက်မှမှ EVRC SC နဲ့ Fantuki တို့ကလည်းအပါအဝင်ဖြစ်ပြီးတော့ဒီနေရာမှာဒီနှစ်ယောက်ထဲမှာတော့ Aida ကလူကြီးတော်တော်လေးသဘောကျတယ်ဆိုပြီးသူကပြောသွားတယ် အီဒါရဲ့စိတ်ကြိုက်ဖြစ်တယ်။ဒါပေမဲ့တစ်ဖက်ကအတင်းတာဝန်ရှိသူတွေနဲ့ဘုံဖွဲ့ကတော့ EVRG အစည်းကိုတော်တော်လေးတက်တက်ကြွကြွစိတ်ဝင်စားနေဆိုပြီးတော့ဒီသတင်းထောက်ကပြောပါရတယ်။ဒီနေ့မှတစ်ခုရှိတာပေါ့လေ။အဲ့ဒါကဒီသတင်းကိုကျွန်တော်ရတဲ့ LS Gobert ဆိုတာဒီ Chelsea သတင်းထောက်။အဲ့ဒီအတွက်သူ့ရဲ့အာဝေါ်ရဆိုရင်တော့သူတို့ကစားသမားနဲ့ပတ်သက်ပြီးတော့ပို့ပြီးပို့ပို့သားသားပြောသွားတာတွေ့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့ဟိုဒီသတင်းကိုသတင်းတစ်ပုဒ်ဖြစ်ဖြစ်မှတ်ယူထားပြီးပါ။အခုနောက်ပိုင်းလဲဒီနိုမန်တူကီတက်ဆာလို့ရှိရင် EVRG အစည်းနဲ့ပို့ပြီးအာဆင်နဲ့ကနီးစပ်တယ်။ဟိုမလခင်သတင်းမှတော့ ျွန်တော်ဖော်ပြခဲ့သေးတယ်အာဆင်နယ်ကအစည်းရဲ့ဒါ ကိုစလိန်နဲ့စကားပြောဆိုပြီးတော့ဟိုဆာရဲဆာတန်တချို့တော့မှမေးမြန်းခဲ့တယ်ဆိုပြီးကျွန်တော်တင်ခဲ့သေးရပါလေအဲ့တော့မန်တူဂီအကြောင်းပြောလိုက်ရအောင်မန်တူဂီကိုတော့ကြံခဲ့တဲ့ဂျပိုင်တော့ကဖီဘီဆိုရိုမာနိုကအာဆင်နယ်တို့တကယ်ဆွေးနွေးမှုလုပ်ခဲ့တယ်ဆိုပြီးပြောခဲ့တယ်ဒါပေမဲ့ကမ်းလှမ်းမှုတော့မလုပ်ခဲ့ဘူးဆိုပြီးတော့ရိုမာနိုအတည်ပြုထားပြီးသားချယ်ဆီအသင်းရဲ့တက်စစ်တောင်မှကစားမှအသက်က23နှစ်အင်္ဂလန်သားစာချုပ်က2030ခုနှစ်ထိရှိသေးတယ်တပွဲချင်းပြမျ rating 7.1တိရှိတယ်ဒီရာသီပွဲပေါင်း40မှာ32ပွဲပွဲထပ်ထားပြီးတော့16 twin ၄လုံးဖိန်တာတယ် ပေါင်တန်း90လောက်ရမှာပဲချက်စီတို့ကလက်လော့မယ်ဒါကနူနိုမန်ဒူကီနဲ့ပတ်သက်တဲ့အပိုင်းနောက်တစ်ယောက်ကကျတော့ EVRC အစည်းသူကတော့26နှစ်မန်ဒူကီတက်ဆိုင်တော့3နှစ်ပိုကြီးရယ်အင်္ဂလန်သားဟုံးရောင်းပလေယာပဲဒါပေမဲ့သူကစာချုပ်က2029ထိပဲကျန်တော့တယ်လာမယ့်တစ်နှစ်မှမရောင်းလို့ရှိရင် ပဲလေးတို့ကလက်လွတ်ရမှာအဲ့ဒီအတွက်လည်းဒီကစားမနဲ့ပတ်သက်ပြီးပေါင်68တန်းကို3ကြိမ်အရေးကြခွဲပေးလို့ရတယ်ဆိုပြီးတော့ကလတ်တင်းကိုယ်တိုင်ကထုတ်ပြောထားတယ်ဒီရာသီ43ဝန်းမှာပွဲပေါင်း40ပွဲထပ်ထားပြီးတော့14ကိုးသွင်း12လုံးဖိန်ထားတယ်မန်တူကီထက်အသက်ကြီးတာမှန်ပေမဲ့အတွေ့အကြုံရင်တွင်းကိုးတွေဖန်တီးမှုတွေအများကြီးလှုပ်ထားနိုင်တယ်အာဆင်နယ်ဖန်တော်များကတော့ဒီကစားမကိုသဘောကျကြတာတွေ့ရတယ်ဟိုတချို့တဝက်ကလည်းသဘောမကျကြဘူးပေါ့လေဘာပြောမှာမခေါ်တာတဲ့စာရင်တော့ရောက်လာတာကိုလည်းကျွန်တော်ကြိုးစားမယ်ဘာလို့လဲဆိုတော့ဟိုတကယ်ကိုပါဝါအမြင့်နေ တိုက်စစ်တောင်ပံကစားမိုင်းနဲ့တရင်ထွက်ပြီးခေါ်ရခတ်လို့ရှိရင်ဒါမျိုးတိုက်စစ်တောင်ပံကြီးကတော့ရောက်လာစီခြင်းနဲ့အင်္ဂလန်သား home ground player အသက်ကလည်း26နှစ်ဆိုတဲ့အချက်ကြောင့်အဲ့တော့အခုကျွန်တော်ဒီနှစ်ယောက်ကိုကြည့်လိုက်အောင် LS Gobert ရဲ့ပေါ်ပြထားချက်အရဆိုတော့ Chelsea ကကစားသမားလား Crystal Palace ကကစားသမားလားဆိုတာကို Arsenal နဲ့တာဝန်ရှိသူတွေကြားထဲမှာဆွေးနွေးနေတော့မယ်ဒီနေ့မှ Rodrigo ရဲ့အခြေအနေကလည်းနေဆိုတမျိုးညဆိုတမျိုးဖြစ်နေတယ်ကစားသမားအမှဆက်ပြီးနေခြင်းတလူလိုပေါ်ထွက်ခွင့်နဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်နေတယ်လို့ Real ထုတ်ပြောင်းမဲ့ဆိုပြီးတော့သတင်းတွေထွက်လိုက်တယ်လို့ ਨੇ Arsenal ကလည်းကစားသမားထွက် လာတော့မှကမ်းလာမှလို့လို့ဖြစ်နေတဲ့အတွက်နီကိုဝီလည်းမဖြစ်မြောက်တဲ့နောက်မှာတော့ရိုဒီโกမှမရရင်အာဆင်နယ်တို့ပရီးမီးယားလိမှာအသားကျပြီးသားဒီကစားသမားတွေတည်းတယောက်ကိုပဲခေါ်သွားနိုင်ချေရှိတယ်အဲ့တော့ကျောင်းညီကိုတွေကဘယ်လိုထင်လဲ payment structure အရလည်းပုံပြီးအဆင်ပြေနိုင်တယ်အသက်အရွယ်ကလည်းအကောင်းဆုံးအရွယ်တစ်ခုမှရောက်နေခဲ့တဲ့ EVRC အစည်းအရတော့စပါနဲ့ပြိုင်ပြီးခေါ်ရမယ်ဆိုတော့မှကစားသမားရဲ့စိတ်ဆန္ဒအရတနည်းချင်းကျရင်အာဆင်နယ်အတွက်ကစားချင်တယ်ဆိုပြီးကစားသမား ကိုယ်တိုင်ကလည်းဒါပြောထားဘူးရေပေါ့လေအဲကျွန်တော်တို့ EVG အစည်းရောက်လာမလားဆိုတော့စောင့်ကြည့်သွားမှာပါကျွန်တော်တူးတဲ့ခန်းစားချက်အရဆိုရင်တော့ Rodrigo ကိုခေါ်ရခိုင်တော့ EVG အစည်းကိုလိုချင်ပါတယ်ဒုတိယနောက်သတင်းတစ်ပုဒ်ကတော့ဒါ CBS Sport မှာသတင်းရသားတောက်လည်းဖြစ်တဲ့ Jane Butt ကပေါ်ပြထားပါလေ Arsenal အနေနဲ့ဒီຫນွေဈေးကွက်မှာ Martinelli ကိုရောင်းချဖို့အစီအစဉ်မရှိဘူး သူတို့အနေနဲ့ဒီຫນွေစည်းကွက်အတွက်လုံလောက်တဲ့ငွေကြေးသူတို့မှရှိတယ်။ကစားသမားရောင်းချရပြီးတော့မှရတဲ့အင်ကန်နဲ့ဝယ်ရမယ့်အသင်းမျိုးမဟုတ်ဘူးဆိုပြီးသူကပြောသွားခဲ့တယ်။တစ်ဖက်က Sorry Club Enasa အသင်းကဒီကစားသမားကိုစိတ်ဝင်စားတာမှန်တယ်။ဒါပေမဲ့သူတို့ကလပ်အသင်းအတွင်းမှာပဲဆွေးနွေးနေတုန်းတရားဝင်ကမ်းလှမ်းမှုတော့ရောက်မလာသေးဘူး။အကယ်၍ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့မှကာကန်ရှင်မာတီနယ်လီကကလပ်အသင်းမှာပဲဆက်ပြီးနေချင်သေးတယ်ဆိုပြီးတော့ဥရောပမှာပဲဘောလုံးကစားချင်သေးတယ်ဆိုပြီးတော့ဒီ Jane Bank ကဖော်ပြသွားတယ်ဗောလေ။အဲ့တော့ Sorry Club တီကတော့ဒီကစားသမားကိုစိတ်ဝင်စားတယ်ဆိုပေမဲ့ကျွန်တော်ဟိုရက်က ကပြောခဲ့သလိုပဲသူတို့ရဲ့ plan C ကစားသမားအဆင့်ပဲသူတို့လိုချင်တဲ့အခြားတက်စစ်တောင်ပန်ကစားသမားတွေမရတော့မှဒီပေါ်မှာသူတို့ကစိတ်ဝင်စားတာအဲ့တော့24နှစ်ရဲ့ဘရာဇီးသားတော့အာဆင်နယ်မှာ2029ခုနှစ်ပြီတက်တန်းရှိသေးတယ်တခုပေါ့လေအဲ့ဒါကဒီနွေစည်းကောမှာမာတီနယ်အင်းနဲ့အာဆင်နယ်မှာဆက်ရှိမယ်ဆိုလို့ရှိရင်တော့2026နွေမတိုင်မီမှာနေအာဆင်နယ်တို့တက်တန်းတို့ဘုတ်တခုလုံးလိုက်မယ်ထင်တယ်ဘာလို့လဲဆိုတော့အသက်ကအခုမှ24နှစ်ပဲရှိသေးတယ်ဘရာဇီးသားလည်းဖြစ်တယ်ပြီးတော့ မာတီနယ်လီပါလို့ရှိရင်တခုကောင်းတာကအဲ့ဒါပြိုင်ဘက်ကဖူးဘက်ကစားသမားကိုအရှိတ်သိမ့်မတည့်ရအောင်ထောက်ထားနိုင်တဲ့ပါဝါမြင့်ကစားသမားတူသူကတော့မြန်နှုံးတော်တော်ကောင်းတယ်ဟိုမြန်နှုံးကောင်းခြင်းရဲ့နောက်ွယ်မှာသူ့ရဲ့ကစားဟန်ကပြားတယ်ထင်ရပြီမဲ့တော်တော်လေးကိုမှဟို finishing ဘိုင်းမှာပေါင်းထက်နိုင်တော်တော်လေးတိုးတက်လာနိုင်မဲ့ကစားသမားမျိုးဒါပေမဲ့အာဆင်နယ်မှာလိုအပ်တာကအဲ့တောင်ပန်းဒီဘောက်ထဲကို dribbling လုပ်ပြီးတိုးဝင်မဲ့ကစားသမားကိုယ်တိုင် finishing လုပ်မဲ့ကစားသမားပြီးတော့လေဒီပေးပို့မှုတွေကို တိတိကျကျပေးပို့နိုင်မယ့်ကစားသမားအဲ့လိုဝင်ငါမျိုးလိုအပ်တာဆိုတော့မာတီနယ်လီသား အကေးရိုဒီဂိုလို့ကစားသမားမျိုးဒါမှမဟုတ်ရေချင်းရှိတဲ့ class တစ်ခုရှိတဲ့တောင်ပံကစားသမားတူရောက်လာမှဆိုရင်သူ့အနေနဲ့ပို့ပြီးတည်ယူနိုင်တယ်ကျွန်တော်တို့မျော်လင့်ခဲ့မှုတဲ့ Martinelli ကိုပြန်ပြီးရလိမ့်မယ် Martinelli ကိုကျွန်တော်ကြံခဲ့တဲ့3လနှစ်တုန်းမှာအကြိုက်ဆုံးယာတီပြောပါဆိုရင်ရှာကာကြီးရှိခဲ့တဲ့နောက်ဆုံးနှစ်2020-23ဘောလုံးယာတီမှာသူ့ကိုကျွန်တော်အကြိုက်ဆုံးပဲအဲ့ဒီတုန်းကသူက48ပွဲမှာ15ဂိုးသွင်းပြီး9လုံးဖိုင်ထားတယ်သွင်းဂိုးဖိုင်ကိုစုပေါင်း22လုံးလောက်လှုပ်ထားနိုင်တယ်ပြောလို့ရတယ် သူက2019လောကဒါအီတူယာနိုစီကနေပြီးတော့ယူကို9တန်းနဲ့ရောက်လာတယ်အဲ့တော့အာဆင်နယ်ဒီလူငယ် ပရီးမီးယားလိဂ်ဒီဗီရှင်2ဘာညာတွေမှာသူကန်လိုက်သေးတယ်ပရီးမီးယားလိဂ်2မှာသူကန်လိုက်သေးတယ်ပြီးတော့မှအာဆင်နယ်စီနီယာလေဗယ်ကိုရောက်လာခဲ့တယ်ပေါ့လေဒီနေသားမှာဒီကစားသမားကိုအာဆင်နယ်ဖန်တော်တော်များရဲ့လက်ရှိအချိန်ထိဆက်ပြီးထိန်းထားခြင်းတည်းရဲ့တချို့တော်ပြောပေါ့လေ EVG အစည်းဝယ်တော့ကမာတီနေထက်ပို့ပြီးကောင်းမှလာဆိုပြီးပြောတယ်ဆိုပေမဲ့တချို့အပိုင်းလေးတွေမှာတော့အစည်းကပို့ပြီးတော့တည်ငြိမ်နေပို့ပြီး efficient ဖြစ်တာတွေ့ရတယ်အဲ့အတွက်လည်းဈေးနှုန်းတစ်ရက်ကိုကျွန်တော်ပေးပြီးခွာဖို့လို့ရှိတယ်ဒါပေမဲ့မာတီနေလီကိုလုံးဝသုံးမရတော့ဘူးလားဆိုတော့မဟုတ်ဘူးဘာလို့ဆိုတော့သူဒီနောက်ဆ ုံး3နှစ်အတွင်းမှာသွင်းကိုဖန်တီးမှုစုစုပေါင်း73ကြိမ်15ကြိမ်လောက်တစ်နှစ်ကိုလှုပ်ထားနိုင်တဲ့အနေအထားဒါကကျွန်တော်တို့လိုချင်တဲ့တောင်ပံကစားသမားတဦးရဲ့ quality အပြည့်အဝမရဘူးဆိုရင်တော့မှသူကလုံးဝလွတ်ပြစ်လိုက်ရမယ့် player မဟုတ်ဘူးတိုးတက်လာနိုင်ခြင်းရှိသေးတယ်လို့ထင်တယ်။သူလည်းလာမယ့်အတိအကျရင်အကောင်းဆုံးကြိုးစားမယ်ဆိုပြီးပြောထားရှိတယ်။ဘာပြောပါကိုအတင်းကထွက်ပေါ်လာတဲ့ကစားသမားတဦးကိုတော့ကျွန်တော်ပို့ပြီးအောင်မြင်စေချင်တာပေါ့လေ။အတင်းဘုတ်ဖွဲ့မူဝါဒတည်းအတိုင်းပဲငွေသုံးပြီးခေါ်မဲ့ကစားသမားတွေ delay ဖြစ်နေချိန်မှာဒီလိုကစားသမားတွေကိုတော့စပီးထိန်းထားအောင်မလို့တော့ကျွန်တော်ကတော့ထင်ပါတယ်။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Grammy ပိုင်လျောက်ဖော်ပြထားပါလေ။ဒါကအားလုံးချစ်တဲ့ Thomas Partey လက်ရှိချိန်မှာ free agent ဖြစ်ပြီးအာဆင်နယ်နဲ့ပူပူနွေးထွက်သွားခဲ့တဲ့ Thomas Partey နဲ့ပတ်သက်ပြီးတော့ Turkey Club Galatasaray အသင်းကချိတ်ဆက်မှုတွေစတင်ပြုလုပ်နေပါတယ်။ Partey ရဲ့ကိုယ်စားလှယ်နဲ့သူတို့တွဲဆုံဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီးတော့ Partey ကတော့ကြံခဲ့တဲ့ရပ်ပိုင်းတော့ကတော့ AC မှာပဲအသင်းသစ်ရှာမယ်ပြောသွားတယ်။လောလောဆယ်ကတော့ကနအူးချိတ်ဆက်တဲ့အဆင့်မှာပဲရှိသေးတယ်။ဘာမှဟိုထဲထဲဝင်တော့မဆွေးနွေးရသေးဘူးပေါ့လေ။အဲ Turkey League ဒီ Turkey Super League မှာဆိုသူတို့က ချန်ပီယံဖြစ်ထားတာနောက်ပြီးတော့အကေးပါတီတာအမတော်ဆော့မယ်သူနောက်နှစ်ကျရင်အာဆင်နယ်မှာလိုပဲချန်ပီယံလိကစားခွင့်ရမယ်အဲ့ဒီချက်တော့ရှိရယ်ပြီးတော့သူတို့ကဥရောပမှာဆက်ပြီးဘောလုံးကစားရမယ်အနေထားပေါ့လေအဲ့တော့ကျွန်တော်တို့အနေနဲ့တခုတွေးကြည့်တာကတော်မတ်ပါတီအနေနဲ့ ဒီဥရောပမှာလည်းဆက်ပြီးနေခြင်းနဲ့ဘောလုံးလည်းကစားခြင်းနဲ့သူလိုချင်တဲ့လှုပ်ခါလာတာလည်းရခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ဒါကရွေးချယ်တင်တဲ့ option တွေရတခုဒါပေမဲ့အဲ့ဒီနေရာမှာဒီဂျူဗင်တက်တို့ဘာစီလိုနာတို့တီကိုတို့ပြောင်းမယ်ဆိုရင်တော့တည်ရတယ်အရင်ကစားသမားဖြစ်သွားမှာအခုတူရကီစူပါလိချန်ပီယံဂလာတာစီကသူတို့အတွက်အရေးသွေးမြင့်ကွင်းလည်းကစားသမားတို့သူတို့ရှာနေတယ်အဲ့ဒါကတော့မတ်ပါတီရဲ့နောက်တစ်ယောက်ကဂွန်တိုဂိုင်း ဲ့တော့32နှစ်ရဲ့ဂါနာသားကတော့2020ခုနှစ်ကဒါဒလိုင်းဒေးမှာကျွန်တော် surprise ဆိုပြီးတော့တန်း90ပြပြီးခေါ်ခဲ့ရတဲ့ကစားသမားဆိုပေမဲ့လက်ရှိချိန်မှာတော့တပြားမှမရပဲနဲ့လက်လွတ်လိုက်ရပါတယ်။ဘယ်ဘဲရရောက်ပါသူအဆင်ပြေပါစီပေါ့။အခုနောက်ဆုံးကြားရတဲ့ report တွေရဆိုရင်အာဆီနယ်တင်းတောင်းဝန်ရှိသူတွေနဲ့ပါတီကိုယ်စားလှယ်ကြားထဲမှာညှိမိရတာကပါတီကရခင်ရနေတဲ့တပတ်ပေါင်2သိန်းလောက်ခလာစာကိုနောက်ထပ် 20ရာခိုင်နှုန်းလောက်ထပ်ပြီးတိုးလို့ခြင်းနဲ့ကြားသိရတယ်ဒါသည်2သိန်း4000ဆိုတဲ့ပမာဏဖြစ်သွားပါလေအာဆင်နယ်ရဲ့ရူကတော့ရှင်းနေဂျော်ဂျီညိုထွက်ခွာသွားတယ်ဂျော်ဂျီညိုနေရာမှာမင်းကိုထားမှဖြစ်တဲ့အတွက်လောက်ခလာသာရှုပ်ယူရမယ်ဆိုပြီးတော့အာဆင်နယ်ကကန်လန်းတယ်အဲ့မှာညှိမြပဲနဲ့ပွဲကစားခွင့်အပါဝင်အခြားညှိမြတာတွေအများကြီးနဲ့အသင်းကထွက်ခွာသွားဆိုပြီးတော့ဒါရိုမာနိုကလည်းကြံခဲ့တဲ့ဂျပန်ပြောထားတယ်ဘယ်လိုပြောပြောပါ ပါတီအနေနဲ့သူလိုချင်တဲ့လောကလာစာသူကစားချင်တဲ့ချန်ပီယံလိပြီးတော့ပုံမှန်ပွဲကစားဝင်တနေရာအတွက်ဆိုတော့ဂါလာတာစီးရလက်ရှိချိန်မှာရွေးချယ်စရာအကောင်းဆုံးတော့ဖြစ်နေပါတယ်။ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရမ်းဖြစ်ကစားချင်တယ်ဆိုရင်တော့ကိုထုတ်စီမှာလာပြီးဆုပ်လို့ရပါပြီ။ဘောလုံးပွဲကြီးလောင်းရင်ကောင်းလားဆိုတော့မကောင်းပါဘူး။ဒါပေမဲ့ဘောလုံးပွဲတွေကိုဆရာကြကြလောင်းတက်တဲ့လူတွေအတွက်ဆိုအယောစားမှန်ကန်ပြီးမြန်ဆန်ဖို့ဆိုရင်ကျွန်တော်စီမှာလာပြီးဆော့ချင်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်39 646 46လုံး33တေနံပါတ်39 9993 8900တို့မှာ ကစားလို့ရပါတယ်ခင်ဗျာအာဆင်နယ်သတင်းတွေနေ့စဉ်ပြောရင်းနဲ့ကိုထုစီမှာလာပြီးတော့လဲဆော်လို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ David Onstein ဖော်ပြထားတဲ့သတင်းပေါ့လေဒီသတင်းကိုကျွန်တော်ရတော့မနက်ခင်း2နာရီလောက်ကရတာအဲ့ဒါကကျွန်တော်တို့ရဲ့ကစားသမားဟောင်းလေးဖြစ်တယ်တစ်ချိန်တော့အသင်းမှာအကြာကြီးနေသွားခဲ့တယ်ပြီးတော့ကြံခဲ့တဲ့ဘောလုံးရတီပြီးကနေမှသုံးပွဲလောက်မှနီးပြဖြစ်တဲ့လုံသွားတဲ့တယောက်ရှိအဲ့ဒါဘာတူလဲဆိုတော့ Cardiff City အသင်းကနေပြီးတော့ ထွက်ခွာသွားတော့မယ် our run save ပေါ့လေအခုဆိုလို့ရှိရင်တော့သူက Mexico Club ဒါ Pumas အသင်းစီကိုပြောင်းရွှေ့ပြီးကစားမှာပါစာချုပ်တတန်းတစ်နှစ်နောက်ပြီးလိုလျောက်တတန်းတုတ်ခွင့်နှစ်ဦးသဘောတူရင်တစ်နှစ်စုပေါင်းနှစ်နှစ်ကွန်ထရက်နဲ့ပြောင်းရွှေ့သွားခဲ့တာပါစစ်စစ်ပြီးစီးသွားပြီးကြားသိရတယ် our run save ကတော့ဒါ Arsenal တင်းတဆို366ပွဲမှာ64ဂိုးသွင်းပြီးတော့ဂိုး60ဖန်တီးထားခဲ့တဲ့ဂိမ်းမီနစ်ပေါင်း2400နီးပါးကစားသွားခဲ့တယ်ဂျူမင်တက်မှာပွဲပေါင်း80ကစားတယ်69သွင်း69ဖန်တီးတိုင် င်ခဲ့တယ်ဂိမ်းမီနစ်ပေါင်း3000လောက်ပဲကာတစီတီမှာတော့52ပွဲကစားတယ်6ကိုသိန်း3လုံးဖန်ကြီးကြတယ်ဂိမ်းမီနစ်ပေါင်း3400ညီပါတော့ကစားသွားခဲ့တယ်အဲ့တော့သူ့ရဲ့ကစားသမားဘွားတက်တန်းတလျှောက်ဂိမ်းအများဆုံးကစားနိုင်ခဲ့တာတော့ဒါအာဆင်နယ်မှာပြောလို့ရရပေါ့လေအမမရရပါပဲကာတစီတီကနေသူထွက်ခွာနေမှာသုံးပွဲလောက်တော့နီးပြဖြစ်တော့တောင်းယူရတယ်ဒါပေမဲ့သေမဲနစ်မှာစစ်သေးဝင်တယ်လို့ပဲပြောမလားမသိဘူးသူကင်တွေတော့မှပဲဒါတန်းစင်းမှုပို့ပြီးတေချာသွားခဲ့တယ်ဗောလေအရင်တော့လည်းတန်းစင်းမဲ့နေတာရှိရပါအခုတော့ လီဝမ်းမှာကာဒစီဒီယာရက်တည်နေပါတယ်ချန်ပီယံရှစ်ကိုသူတို့ပြန်ပြီးတော့တက်တက်ဖို့ကြိုးစားပါဗောလေဘာပြောပါကျွန်တော်တို့တစ်ချိန်တော့အရန်ချစ်ခဲ့မှုတဲ့ကွင်းလက်ကစားသမားတစ်ယောက်လက်ရှိချိန်မှာအသက်34နှစ်ရှိဖြစ်တဲ့ဝေးကစားသမားကတော့မက်ဆီကိုကလပ်ပူမက်အသင်းကိုပြောင်းရွှေ့သွားခဲ့ပါပြီကဲအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီညနေခင်းနဲ့ပတ်သက်ပြီးတော့သတင်းတွေအရန်ထူရင်လဲ breaking ဖြစ်ဖို့ပြပြပြီးမထူရင်တော့မနက်ခင်းမှာပြန်ဆောင်ကြတာပေါ့